ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးတက်ဒီအားလုံးမင်္ဂလာပါ။ Manchester United အသင်းကတော့သူတို့ရဲ့တိုက်စစ်ပိုင်းတွေကိုအပြောင်းလဲလုပ်ဖို့ပြင်ဆင်ရင်းနဲ့နှွေးရာသီမှာတိုက်စစ်မှုတွေရောင်းထုတ်ဖို့ပြင်ဆင်နေတယ်။အဓိကကတော့သူတို့ တိုက်စစ်ကိုဖြည့်ဖို့ဖြစ်မယ်။ Matthias Cunha တို့ Antoine Semenyo တို့ Brian Mbeumo တို့ Leon Delatto တို့ကစားမတွေကိုသူတို့ယာထားပြီးပြီး ဆိုသူတို့ရထားတဲ့ကစားသမားတွေရှိတယ်ဗျာဥပမာယိုကရက်စ်တို့ဗစ်တာအိုစီမန်တို့ဘန်ဂျမင်ဆက်စကိုတို့က United အစိုးပိုင်းတွေက target ထဲမှာပါပေမဲ့ Man United ရဲ့အခုခေါင်းထဲမှာကသူတို့ရဲ့လက်ရှိ side striker အတွဲကိုအရင်ဆုံးထုတ်မယ် ice striker အတွဲကိုသူတို့ရောင်းချပြီးတာနဲ့သူတို့အပြောင်းလဲတွေလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ Manchester United အသင်းကအခုလောလောဆယ်မှာ Joshua Zirkzee နဲ့နောက်တစ်ဖက်က Rasmus Hojlund တို့နှစ်ယောက်ကိုရောင်းထုတ်ဖို့ဆုံးဖြတ်ထားဒီညမှာ အီတလီနာမည်ကြီးကာရီယာလိုဒဲလိုစပေါ်ရဲ့ပေါ်ပြချက်အရအင်တမီလန်ကဇက်စီကိုခေါ်ဖို့စိတ်ဝင်စားတဲ့တရားသည့်အငားနဲ့ခေါ်ဖို့ကြိုးပမ်းပွဲရှိပြီးတော့ဒီနေရာမှာသူ့ကိုယာတီကုံမှာယူရို35တန်းနဲ့အပိတ်တဝဲယူခွင့်နဲ့ကံလန်သွားပွဲရှိတယ်ဆိုတဲ့သတင်းတပုတ်တက်တယ်ဂျက်စီကဘလိုညာကလာတဲ့စီးရီးမှာအခြေချပြီးသားမန်ယူနိုက်တက်ရဲ့ပထမအဆုံးပိုင်းမှာရုန်းကန်ရပြီးမှဖြည်းဖြည်းချင်းကောင်းလာပြီးအဲ့ဒီနေရာမှာနောက်တစ်ယောက်ကတော့ဒါအခု Rasmus Hojlund ဝါစမန်ဝိုင်လန်ကိုဒါဂလာဆာရီအဒီဖန်နဘချီအသင်းကစိတ်ဝင်စားတဲ့ဂျိုစီမိုရီညိုကလိုချင်ပြီးတော့ဝိုင်လန်ကိုလည်းသူတို့ဘက်ကဒါရောက်ထုတ်ချင်တယ်ဆိုတော့ဒီနေရာမှာမန်ချက်စတာယူနိုက်တက်ကပြီးခဲ့တဲ့ရက်ပိုင်းကစီးရီးကလပ်အသင်းချိုနဲ့ဒါစကားပြောဆိုခဲ့တယ်သူတို့ပြောစရာမှာဇက်စီပဲဖြစ်ဖြစ်ဝါစမန်ဝိုင်လန်ပဲဖြစ်ဖြစ်တယောက်ယောက်ကိုရောင်းချဖို့နှစ်ယောက်ဖလုံးလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဆိုပြီးတော့သူတို့ကတော့အခုလောလောဆယ်မှာ ီနေရာအတွက်ပြင်ဆင်ထားတဲ့ကစားမတွေကိုသူတို့ချပြထားပြီးဖြစ်တယ်။ဆိုတော့ Man United ကအသက်ကြီးကြီးထိတ်တန်းဆီရှိတဲ့ကစားမတွေကိုကြီးကြီးပေးထားတဲ့စာရင်တခြား option ကိုပဲသူတို့ရွေးချယ်တဲ့ပုံစံမျိုးရှိတဲ့အချိန်မှာ United က Serie Club အသင်းတွေနဲ့ဆိုရင်တော့သူက Sexy Yo Finland ရောပေါ့လေ။ပိုင်လန်ကိုသူတို့က30တော့တတ်မှတ်တယ်ဆက်စီကို35တော့တတ်မှတ်ပြီးတော့ရှေ့ရောက်တကယ်တော့ຫນွေရတီမှာ United ကတိုက်စစ်ပိုင်းနေအားထွက်သွားနိုင်တယ်ဆန်ချိုထွက်မယ် Rushford ထွက်မယ်ဒါ Jacksy ထွက်မယ် ဝိုင်လန်ထွက်မယ်ဟိုဘက်ကဒီအန်တနီထွက်မယ်အဲ့မှာ၄ရောက်ရှိပြီကတကားလာချေဘာထပ်ထွက်ရင်၆ရောက်သူအဲ့မှာပတ်စံတော်တော်လေးရှာလို့ရတယ်ဒါပေမဲ့အခုမန်ချက်စတာယူနိုက်တက်ကလီယွန်တိလက်ကိုတန်30ယူရိုတန်40နဲ့အပီးတန်နိုင်ဖို့အသေးအံလုပ်နေတယ် မတ္တိယစ်ကူညာရဲ့ပြောင်းရွှေ့ခြင်းကပေါင်62.5တန် plus အပိုစုခြင်းဝင်5တန်ဒီတယောက်ကိုလည်းသူတို့လုတ်ပြီးတော့နောက်တယောက်ကတော့ Antran Samanyo ဒီ Antran Samanyo ကိုလည်းသူတော်တော်လေးသဘောကျတယ်ဘုံမောင်းနောက်ကကစားမလည်းတောင်မကစားမလည်းတော်တော်လေးချိန်တယ်မဆိုမန်ချက်စတာယူနိုက်တက်ကအတက်ကင်းမှာအကုန်လဲခြင်းတဲ့သဘောပဲ။ ် Android Smart New ကိုသဘောကျတယ်။ဆိုပိုင်းတော့က Video Crest တို့ Osiman တို့လိုကစားမတွေ United နဲ့ Reader ထွက်ခဲ့ပေမဲ့အခုနောက်ပိုင်းမှာနည်းနည်းလေးတော့အဲ့ပိုင်းတွေကိုသူတို့ short ချလိုက်တယ်။ဆို Club ဘက်ကတော့ Striker ပေါ့လေ။ဒါဒီပြ UB MO ကိုဘလူပွဲရလက်ဘလူဖြစ်နေတော့ဘလူဖြစ်ဖြစ်သူတို့ဘက်ကထုတ်ပေးဖို့စီစဉ်မရှိဘူးလို့ဆိုထားတဲ့အတွက်ကြောင့်ဖြည့်တင်းပေးလိမ့်မယ်။ဆိုတော့ ဇက်စီနဲ့ဝိုင်လန်ဇက်စီကိုအင်တာမီလန်တင်ကစိတ်ဝင်စားတယ်ဝိုင်လန်ကိုဂျိုဆီမွန်ယိုရဲ့ဖန်နက်ပိုချီကစိတ်ဝင်စားလို့ယူနိုက်တက်ကဒီကစားမှာနှစ်ယောက်စလုံးကိုအီတလီကလပ်တွေကိုရောင်းဖို့စကားပြောဆိုတယ်လို့ဖော်ပြထားပြီးတော့ အန်ထရန်ဆမန်ညိုဘုံမောက်ရဲ့ကစားမှာ60လောက်တော့60 65သားလောက်ဘုံမောက်ကတောင်းနေတယ်။ဘရိုင်းအန်ပူမိုဒါလက်ရှိမှာပြပြလေးမှာတကယ်ကိုခြေဆွမ်းပြတဲ့တိုက်စစ်မှုဖြစ်ပြီးသူ့ကိုလည်းဘရန်ဖို့ကဆက်ချုပ်တစ်နှစ်ပဲချက်ပေမဲ့တန်း60လောက်တောင်းပြီးတော့လွန်ဒီလက်ကတန်း30မတီးယက်ကုညာက62တသမ4သန်း5သန်းပတ်ဝန်းကျင်နဲ့နောက်လက်ရှိနေထားရမန်ချက်စတာယူနိုက်တက်အသင်းကတကယ်ကိုဖြစ်မှာပေါ့လေပြီးတော့မှကုညာပေါ့လေ ကုညာရဲ့လီယိုတီလက်ရဲ့အန်ထရဆမန်ညိုရဲ့နောက်မတီးယက်ဒီဒီအမ်ဘူမိုရဲ့အဲ့လေးယောက်ထဲကဆိုအနည်းဆုံး၂ယောက်၃ယောက်လောက်တို့ခေါ်ဖို့ချိုးပတ်ပြီးတော့ဒါဒီတိုက်စစ်ပိုင်းတွေကိုရောင်းချဖို့ဖြစ်စင်နေပါဘာလို့ကျင်းကြပါလဲ။